အားလုံးပဲမင်္ဂလာပါခင်ဗျာလာဟီလင်းကွန်တန့်ဘိုင်ဆိုချန်နယ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူတွေပါလို့ဆူဆိုက်လုပ်ကြရတယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်မိတ်ဆွေရဲ့ပတ်ဝန်းကျင်မှာဒုမဟုတ် celebrity အတိုင်းဝိုင်းမှာဆူဆိုက်လုပ်ကြရတဲ့တဲ့င်းတွေကိုမိတ်ဆွေရန်ဖန်ရန်ကကြားဘူးလိမ့်မယ်တချို့သောတဲ့င်းတွေကြားချိန်မှာအော်ဒီလူတွေဘဝအရန်ဆိုးလို့ဖြစ်တာပဲလို့စိတ်ထဲထင်မှန်းမိပေမဲ့ဆူဆိုက်လုပ်ကြသူအများစုကတော့အပြစ်မှန်အားဖြင့်ပျော်ရွှင်ပြီး တာမန်လူတွေထက်တိုးတက်တဲ့ဘဝမှာရှင်သန်နေကြတာကိုအောဝယ်ရတွေ့ရှိရလိမ့်မယ်။ကိုမရနိုင်တဲ့ဘဝတွေကိုပိုင်ဆိုင်ထားတဲ့သူတွေဟာလောကကြီးမှာနေထိုင်ခွင့်ကိုဘာလို့ဆွံ့လိုက်တာလဲပေါ့။ကျွန်တော်ငယ်ငယ်ကစဉ်းစားမှုလားဆိုရင်ဗျာကိုတင်မဲ့အစားကိုကိုစိတ်တရားပေးတဲ့သူတွေကိုပြန်ပြီးရောဒုက္ခပေးလိုက်တာပုံမကောင်းဘူးလားပေါ့။ဒီမှာမကြောက်တဲ့သူတွေကဘာလို့ကြောက်နေရအောင်မလဲဆိုပြီးစဉ်းစားမိရင်ဒါပေမဲ့အဓိကချက်က ဆူဆိုက်လုပ်တဲ့သူတွေဟာတေးမမကြောက်လို့ထင်ရလုံရဲတဲ့သူတွေမဟုတ်ပဲမနှက်ဖြံလို့တော့မမြင်ရတော့တဲ့ရှင်တန်ရမှာကြောက်တဲ့သူတွေဖြစ်တယ်ဒါရန်กว่าချပါတယ်ဆူဆိုက်လုပ်ခြင်းနဲ့လို့ခံစားရသူတွေမှာရှိနိုင်တဲ့ဝေဒနာတွေအရေဘူးအားဖြင့်စိတ်ဖိစီးမှု PR ထိကြံမှုကာလရှိကြတင်းစည်းထားတဲ့စိတ်ကြံရနဲ့မျိုးလင်းချက်ပျောက်ဆုံးခြင်းစတာတွေဖြစ်ပါတယ်စိတ်ဖိစီးမှုနဲ့ PR ကတော့တစ်ခုနဲ့တစ်ခုဆက်ဆက်နေပါတယ် ကျွန်တော်တို့နေ့စဉ်တွေ့ကြုံနေရတဲ့လုပ်ငန်းဆိုင်ရာ မိသားစုဆိုင်ရာဖိအားတွေကကျွန်တော်တို့စိတ်ရဲထိန်းချုပ်နိုင်မှုတဲ့အစမတန်များလာတဲ့အခါအလွန်ကြီးမားတဲ့စိတ်ပီစီမှု အဖြစ်တို့မတိလိုက်ခင်မှာပဲရောက်ရှိသွားပါတယ်ဒီလိုအချိန်မှာစကြံမာရေကိုမတုံ့တန်မကူစားမိရင်လောကကြီးကိုခင်တွေ့နိုင်စွမ်းအားနည်းလာပါလိမ့်မယ်ထိကြမှုနဲ့စိတ်တန်ရာဟာလည်းအနေငယ်ဆက်ဆက်မှုရှိပါတယ်ငယ်ဘဝကကာလရှိကြတိတ်ဆိတ်ထားတဲ့စိတ်တန်ရာဆိုတာ ိမိတယောက်တည်းသာတည်ရဲ့ကိုယ်ပိုင်ဝေဒနာတွေဖြစ်ပါတယ်ဒီလိုစိတ်ဓာတ်ရာကိုအတွင်းကြကြနားလည်ပေးနိုင်တဲ့သူမရှိတဲ့အခါပဝန်းကျင်နဲ့အတူတူရီမောကျုံရွှင်နေပေမဲ့စိတ်ထဲမှာတော့တယောက်တည်းအထီးကျန်နေတတ်ပါတယ်အထီးကျန်ခြင်းဟာဖော်မဲ့တာမဟုတ်ပဲမိမိစိတ်ကိုနားလည်ပေးနိုင်သူမရှိရပဲဖြစ်ပါတယ်ဒီလိုစိတ်ချနေတာအရင်ကအန္တရာယ်များပါတယ် ကျွန်တော်ပြောရတဲ့အချက်တွေကတာမန်လူတွေခံစားရတဲ့စိတ်ဝေဒနာခံစားချက်တွေဖြစ်ပြီးတစ်ခါတည်းမှာကျွန်တော်တို့ကိုယ်တိုင်ကြုံတွေ့ရပါတယ်။ဒါပေမဲ့ဒီကျမ်းမာရေးပြန်လေတတလာသူတွေနဲ့စူဆိုက်လုပ်ဖြစ်သူတွေရဲ့အဓိကအခွာခြားချက်ကနောက်ဆုံးအချက်ဖြစ်တဲ့ညှို့လင့်ချက်ပျောက်ဆုံးခြင်းဖြစ်ပါတယ်။လူရစိတ်ကူးယဉ်မှုအိမ်မက်တွေနဲ့ဘဝကိုရှင်သန်ကြသူတွေဖြစ်ပါတယ်။အဖြစ်မြောက်တဲ့အိမ်မက်တွေကိုစူးစမ်းရတာချစ်ခင်တဲ့သူတွေနဲ့ပျော်ပါရတာကဒုက္ခတွေပြဿနာတွေအများကြီးရတဲ့ဘဝမှာနေပျော်စီဖို့အကြောင်းပြချက်တွေဖြစ်ပါတယ်။ ီခန်းစားချက်တွေအထိဆုံးရှုံးသွားတဲ့အခါရှင်သန်ကျင်းဟာလူသားရဲ့အတွက်မမောเสียမှမဟုတ်တော့ပါဘူး။ဒါကြောင့်မိတ်ဆွေပတ်ဝန်းကျင်မှာဖြစ်စီမိတ်ဆွေကိုယ်တိုင်ဖြစ်စီအလားတူစိတ်နာကျင်မှုတွေကိုခန်းစားရရင်တောက်တယ်မနေပါနဲ့။မိသားစုအသီးမိတ်ဆွေတွေကို မျှဝေပါ။စိတ်ကျန်းမာရေးဆရာဝန်နဲ့ဆွေးနွေးပါ။စိတ်ကျန်းမာရေးဟာကိုယ်ကျန်းမာရေးလိုပဲ။ကုသရမယ့်ဝေဒနာဖြစ်ပြီးဘလို့နည်းနဲ့မှမမွေးမှုတင်ပါဘူး။အားလုံးပဲစိတ်ကျန်းမာပျော်ရွှင်ကြပါစေ။ ပုံမရည်သွင်းမြင့်တဲ့ content တွေနားထောင်ခြင်း channel လေးကို subscribe လုပ်ခဲ့ပြပါခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်